ားလုံးပဲမင်္ဂလာပါဘော်ဘင်ချင်းညီကိုရင်းကောင်းဆက်မှချမ်းသာကြပါပြီကျွန်တော် YouTube channel လေးနဲ့အားလုံးကိုကြိုဆိုပါရစေဒီနေ့မှာကျွန်တော် preview လုပ်ဝေးချင်တာကတော့ဒွာဖလာချီစစ်ပွဲတွေဖြစ်ပါဘောနော်အက်စတိုးနီးယားနဲ့မာလ်တိုဘာတို့ပွဲတင်ဖြစ်တဲ့အင်ရှင်တင်ဖြစ်တဲ့အက်စတိုးနီးယား level 7တဲ့ရှုံဘူပေါင်းကြီးနှလုံး60အရှမ်းကိုမှပြေးထားတယ်ဘောနော်ဒီနှစ်သင်းလုံးကတော့ဒါ group iron ကဖြစ်တယ်ဘောနော်ဒီအုပ်စုရဲ့ group iron တိုင်းမှာဆိုလို့ရှိရင်တော့ Norway တို့ Italy တို့ကမျောမြင့်ချက်တဲ့အများကြီးရှိတယ်ဘောနော်ဒါအောင် နော်ဝေးအတင်းကတော့တက်သွားပြီပေါ့နော်ဒီအုတ်ဖီထဲမှာဖြစ်တယ်ဒီနှစ်တင်းလုံးကတော့ဘာမှအရာတော့မရောက်တော့ပါဘူးဗျာအက်စတိုးနီးယားအတင်းဆော့ထားတဲ့ပွဲတွေကိုကြည့်မယ်ဆိုလို့ရှင်အက်စတိုးနီးယားအင်္ဂလန်မှာဆိုလို့ရှင်နော်ဝေးကို1-0နဲ့ရှုံးပြီးကြေးအောင်ထားတယ်ပေါ့နော်အီတလီ3-1နဲ့ရှုံးပြီးကြေးအောင်ကန်ထားတယ်ပေါ့နော်ဒါအင်္ဂလန်ပွဲစဉ်တွေမှာဆိုရင်ဘူတဘူရတာပြေးရတယ်ပြီးလို့ရှိတော့အီဇရေးကို3-1နဲ့ရှုံးတယ်ဒါတဲ့အင်္ဂလန်ပွဲစဉ်တွေဖြစ်တယ်ပေါ့နော်တစ်ဖက်ကဒါမယ်တိုဗာအတင်းကိုကြည့်လိုက်မယ်ဆိုမယ်တိုဗာတော်တော်ဆိုးတယ်ဗျတော်တော်ဆိုးတယ်မယ်တိုဗာအတင်းက မတူပဲဆော့ထားတဲ့ဒါအဝေးဝင်းပွဲစဉ်နေဆိုရင်ကြည့်လိုက်မှာဆိုလို့ရှိရင်အီတလီကို2-0နဲ့ရှုံးနေ၊နော်ဝေးကို11-1နဲ့ရှုံးနေပေါ့နော်တော်တော်လေးဆိုးတယ်ဗျာသူရတိုက်စစ်ကရဟူကလည်းဆွိဆွိပေါင်းမှာ3ခုတည်းပဲရထားလုံးဝမကောင်းဘူးနော်ဒါအက်စတိုးနီးယားအင်္ဂလန်နဲ့ဖြစ်နေတယ်ဗျာပြီး level level 70ရှုံးအက်စတိုးနီးယားပြီးထားဆိုတော့ကျွန်တော်တို့ body G အောင်မှုဆို1-0ဖြစ်တာနဲ့ကျွန်တော်တို့က80မြတ်ပြီပေါ့နော် ဘူပေါင်းကြီးဂူပေါ်ရိုက်မယ်ဆိုရင်တော့2ဘန်းတော့တော့ဖြစ်တင်တာပေါ့နော်မော်တူဘန်းနဲ့ဒါတကူထဲ့မလားမထဲ့ဘူးလားဒါကျွန်တော်စဉ်းစားရမယ်ပြီးတော့ဒီနှစ်တင်းစလုံးကလည်းချားနေတယ်ပေါ့နော်ဒါမော်တူဘန်းတင်းကလည်းဘူတူဂူပဲရနိုင်ကြီးရှိတယ်ကျွန်တော်ကမြင်မိတယ်ပေါ့နော်နှစ်တင်းလုံးခံစစ်တွေတအားပေါက်တယ်ပြီးရင်ကမ္ဘာအဆင့်တက်မှတ်ချက်တွေကလည်းတိတ်ကွာကြတာတော့မဟုတ်ဘူးပေါ့နော်ပြစားသမားတာမူဘန်းကိုကြည့်မယ်ဆိုရင်လက်ဒီနှစ်တင်းစလုံးက level အတူတူလောက်ပဲရှိတယ်ပေါ့နော်ဒါတော့ကျွန်တော်မော်တူဘန်းတင်းနဲ့တကူလောက်ပဲရမလို့တော့ထင်တယ်ဗျာ ဒီပွဲစဉ်မှာဖွင့်ထား once to osval j ကိုကြည့်မယ်ဆိုရင် estonia အနိုင်ကို2စတရေကို3.3ပေါ့နော်ပြီးရင် maltova အနိုင်ကို3.7ဆိုမှပေးထားတယ်ကျွန်တော်ဒီပွဲစဉ်မှာ motin to score yes ဆိုတာစိုက်ပါပြီးရင်ဂိုးကောင်းအပေါ်စိုက်တယ်ကျွန်တော်ညီကိုရေ body ရိုက်ချင်တယ်ဆိုလို့ရှင်တော့ ancient again ပေါ့နော်ဒါ estonia win one ကိုရိုက်ကြည့်ပေါ့နော်ကျွန်တော်အချမ်းပေးစင်တယ် estonia ကတော့ဒါအင်္ဂလန်ပွဲစဉ်နဲ့ဖြစ်တဲ့အတွက်ကျွန်တော် estonia ဒါနိုင်အောင်ကာမယ်လို့တော့တုံ့ကပ်မိတယ်ပေါ့နော်ဒီနှစ်သိန်းကျားထဲမှာဒါအရေးကြီးချမ်းသာနေအောင်မျိုးကမရှိဘူးပေါ့နော် အဓိကတော့ကျွန်တော်တို့ဂိုးပေါင်းအပေါ်ကိုစိုက်တာပါနောက်ထပ်တပွဲကိုရင်းရမယ်ဆိုလို့ရှိရင်စပိန်နဲ့ဘူလ်ဂေးရီးယားတို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်မှာစပိန်အတင်းကတော့ဘော်ဒီဂျီတာအပြင်းနေပေါ့နော်စပိန်အတင်းက၄လုံး20နာရီဂိုးပေါင်းကြီးကလည်းတော်တော်ပြင်းနေတဲ့ငါးလုံးငါရုံရောက်မှပဲကျွန်တော်တို့ဒါငါရုံ30နဲ့40နဲ့အဲ့လိုပုံစံနဲ့ပေးထားတာတော်တော်ပြင်းနေဂူပေါင်းကြီးဘက်ကတော့တိတ်မသွားချင်တာဘူးအဓိကဘော်ဒီဂျီဘက်ကကျွန်တော်စဉ်းစားချင်တာပေါ့နော်ဒါစပိန်အတင်းကသူတို့ရဲ့အောက်စုကိုကြည့်မှဆိုရင်အောက်စု E ရဖြစ်တဲ့စပိန်ကအဆင့်တစ်မှာရှိတယ် တုံးပွဲနိုင်တာတဲ့ယမရှိရှုံးရှိရဟုဆက်ဆက်ကိုပေါ့နော်ရဟုဆက်တကူရှိတယ်ကိုမပေါ့ဗျာဘူလ်ဂေးရီးယားကတော့ဒါရဟုတကူပေးခုဆက်နေဖို့ ਨੇ ဒါဘာဘလားခြေစပွဲနဲ့ထပ်သွားရလေပေါ့ပြောလို့ရတဲ့အခြေအနေမှရှိရပေါ့နော်ဘာမျိုးလင်းချက်မှလည်းမရှိတော့ပါဘူးဗျာတုံးပွဲတော့ရှုံးသွားရဆိုတော့နည်းသွားပြီပေါ့ဗျာစပိန်အသင်းနိုင်ထားတာကတော့ဘူလ်ဂေးရီးယားပဲအဝေးဘက်မှာ3စီးနဲ့နိုင်တယ်အဝေးဘက်မှာတူရကီ6စီးနဲ့နိုင်တယ်အင်္ဂလိပ်မှာဂျော်ဂျီယာကို2စီးနဲ့နိုင်တယ်ပေါ့နော် ဒီဂျော်ဂျီယာနဲ့ပွဲတော့ကဆိုလို့ရှိရင်စပိန်အတင်းအခွင့်အရေးတော်တော်ရတာလေအမှန်ကန်ဝင်ရတဲ့အလုံးဆို10လုံးလောက်ရှိတယ်ပြအဆုံးတက်လေတာဒါတေချာမတေချာရဲ့လို့မမဒါဂျော်ဂျီယာခံတဲ့ကလည်းတအားပေါ့နော်တည်ငိမ့်နေလို့ဗျတော်တော်လေးကွာတယ်ဒီနှစ်တင်ချားထဲမှာပေါ့နော်အဲ့တော့ဆော့ခဲ့တာကျွန်တော်ညီကိုဓမ္မမိမယ်ထင်တယ်တစ်ဖက်ကဘူလ်ဂေးရီးယားကိုကြည့်မယ်ခင်ဘူလ်ဂေးရီးယားကတော့ဒါစပိန်ကတိစီနဲ့ရှုံးနေဟိုအိမ်ကွင်းမှာပေါ့နော်အဝေးကွင်းမှာဂျော်ဂျီယာကိုတတိစီနဲ့ရှုံးနေတူရကီကို6-1နဲ့အိမ်ကွင်းမှာရှုံးနေပေါ့နော် ဒီ body ကြီးအောင်ဖို့ဆိုလို့ရှိရင်တော့ကျွန်တော်လေးလုံး cream ပဲ20ပဲရမယ်ပေါ့နော်။ spring ကလည်းအပင်မခံမှာမဟုတ်ဘူး။ဒါပေါ့နော်ပွဲတွေကလည်း stress စိတ်စိတ်ဖြစ်နေတဲ့ ပူစီတရီစီနဲ့မှာပြီးွားမလားဒါတော့ကျွန်တော်တစ်ချက် danger ရှိရပါဘုန်းနဲ့ဒါတစ်ချက်တော့ထက်ပြပြီးစဉ်းစားရမယ်အချက်ပြီးတော့ Spain အတင်းကနောက်ဆုံးဒါ Georgia နဲ့ပွဲမှာလည်းကြီးတည်ထားတယ်ပေါ့နော် Bulgaria အတင်းကလည်းဒါ Turkey နဲ့ပွဲမှာကြီးတည်ထားတဲ့6-1နဲ့ရှုံးထားတာ哦ဒီပွဲစဉ်မှာဖွင့်ထားတဲ့1-2 Osport ကြီးကိုကြည့်မယ်ဆိုရင် Spain အနိုင်ကိုငပြားနဲ့ပေးထားရတဲ့ danger တော့တအားများတယ်ပေါ့နော် Spain တီချာကန်တော့ပူစီဖိုက်စီဆိုတာဘာမှမချက်ခဲဘူးပေါ့နော်တီချာမဆော့ဘဲနဲ့ကျွန်တော်ကြီးတည်ရှုံးသွားမှလည်းကြောက်ရတယ်ပေါ့နော်ပြီးတော့ရှင်ဒီပွဲစဉ်မှာ တရီဟူ19ဇာဘောနော်ဘူလ်ဂေးရီးယားအနိုင်ငံ50နဲ့တသပေးထားတော့ဘလို့နီးနဲ့မှမဖြစ်နိုင်ဘူးဒါဝင်းဝန်းကတော့တည်ချင်တယ်လို့ရှိတယ်ဘောနော်ဒါပေမဲ့၄လုံးပြင်းမှပဲ20ရမယ်၅လုံးပြင်းမှကျွန်တော်တို့အပြတ်စားရမယ်ဘိုးပေါင်းကြီးရောဘော်ဒီကြီးရောနော်ဒီပွဲစဉ်မှာကျွန်တော် PTTS no ဆိုတာကျွန်တော်ခြိုက်တယ်ဘလို့ဝက်နေနေပါဒီတချိန် Spain ကိုယုံကြည်မိတယ်ဘောနော်ယုံ Spain ကိုခိုးကြည့်ပေါ့ဗျာ Spain ၄လုံးဘောနော်ကိုစီဖိုက်စီနဲ့နိုင်မလို့တော့ပေါင်းတမ်းမိတယ်ဘောနော်ဘာဖြစ်လို့လဲဆိုရင်ဘူလ်ဂေးရီးယားအတင်းကတအားအားနေတယ်ဗျအိမ်ခွင်းမှာတော့တူရီကီလိုအတင်းကိုရှောင်းနေဆိုတော့ စပိန်ကွဲမှာဆိုရင် knowledge ချက်မရှိဘောနော်ဘာမှစပိန်အသိဉာဏ်ဘောနော်ဒါတခုနှစ်ခုသုံးခုနဲ့နိုင်ပြီးတော့အဲ့လိုဆော့သွားရင်လည်းကျွန်တော်ခံရမှာဘောနော်ဒါကစက်သတိဒါနောက်ထပ်တပွဲရတဲ့တူရကီနဲ့ဂျော်ဂျီယာတို့ရပွဲစဉ်ဖြစ်တယ်ဘောနော်တူရကီအသိဉာဏ်တော့တလုံး20နိုင်ပေးထားပါတယ်ဂိုးကောင်းကြီးကတော့ຕົງລົງ40ນາຍສົມມາໄປຖ້າແດ່ບໍນໍຈີ້ໄລມາສະລຸຊິຍິນດີກຣຸບມາສະລຸຊິຍິນຕຸລີກີອະຕິນກະດາອະສິນນິມາຊິແດ່ກຣຸບອີບໍນໍສະເປນອະຕິນກະກຣຸບແທ້ມາເບຜິດປາແດ່ຈໍຈີອາອະຕິນກະແລຕົງມາສວບີແດ່ຊັມຕະປ່ວຍໃນນະປ່ວຍຊ່ອງຄາດໂຕ ူရကီရဲ့တင်းရတဲ့တုံးမဆွပြီးတဲ့အချိန်မှာနှစ်ပွဲနိုင်တပွဲရှုံးထားတယ်။တူရကီရဲ့တိုက်စစ်ကကောင်းတဲ့ခံစစ်ကလည်းဂိုးတွေပေးထားကြောက်စရာ။ဂျော်ဂျီယာကလည်းရာဂူငါကိုပေးကိုငါကိုရှိတယ်။တူရကီကလည်းရာဂူကိုပေးကိုကိုကိုရှိတယ်ပေါ့နော်။ဒီဆီယာကြီးအတင်းနဲ့တင်းရတော့လောကအတက်ပြန်ဆွမှာတေးကြတယ်ပေါ့နော်။ကတူရကီအတင်းရသူဆော့ထားတဲ့ဒါ၃ဘွဲကိုကြီးလိုက်မယ်ဆိုရင်ဂျော်ဂျီယာကို32နဲ့အဝေးကွက်မှာနိုင်ခဲ့ ်ပင်ကွင်းမှာတော့ Spain စစ်စည်းနဲ့ရှုံးထားရပါတော့ Bulgaria ကိုတော့ဒါ6-1နဲ့နိုင်ထားရပါတော့ Georgia တင်းရဲ့တောင်းပွဲကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒါတူရကီကိုရှုံးတယ်ပင်ကွင်းမှာ Bulgaria ကိုနိုင်တယ်အဝေးကွင်းမှာ Spain ကို2စည်းနဲ့ပဲရှုံးထားတယ်ပေါ့ဗျာဒီပွဲစဉ်မှာခွင့်ထားတဲ့1-2 Osport ပေါ့ကြည့်မှာဆိုရင်တူရကီအနိုင်ကို55ပြားပါတော့တူရကီအသင်းကအလုံးတွင်းနိုင်နဲ့20နိုင်မှာဖြစ်ပါတယ်။တလုံးတွင်း20နိုင်မှာဖြစ်ပါတယ်။တရီကို4.2ပေါ့နော်။ဂျော်ဂျီယာနိုင်ကို ငားစားပေးထားတယ်ဗောဗျာဒီဒီဇိုင်းတော့ကျွန်တော်ဂူပေါင်းအောက်ကိုပဲကျွန်တော်ကြိုက်တယ်ဗျာဂူပေါင်းအောက်ကိုကြိုက်မိတယ်ဒီဒီဘယ်ဒီဒီဇိုင်းဗောနောဂူပေါင်းအောက်နဲ့ဒါဘော်ဒီမှာဆိုလို့ရှိရင်တော့ဒါအင်ရှင်အတင်းဖြစ်တဲ့တူရကီဝဲရွေးချယ်ရမှာဖြစ်ပါတယ်ဝင်းဝမ်းဗောဗျာဝင်းဝမ်းနောက်ထပ်တစ်ဘွဲကတော့ပေါ်တူဂီနဲ့ဟန်ဂူရီဝဲပွဲစဉ်ဖြစ်တဲ့ပေါ်တူဂီအတင်းနှလုံး30ဂူပေါင်းကြီး3လုံး60ရှုံးလုံးကခပ်ပြင်းပြင်းပဲဂူပေါင်းကြီးရယ်ပေးထားတယ်ဗောနောဒီ group မှာဆိုရင်တော့ပေါ်တူဂီကဒါအဆင့်1မှာရှေ့ဟန်ဂရီကအဆင့်2မှာရှေ့တယ်ဗောနော တက် group app ကဖြစ်တဲ့ပေါ်တူဂီယာတောင်းမဆော့ပြီးတဲ့အချိန်မှာကိုကိုမှန်ရထားတဲ့ပေးခွန်းကိုရှိရရကိုကိုဘောနော်ဟင်္ဂရီအတင်းရတော့တပွဲနဲ့တပွဲတည်းတပွဲရှုံရကို6ခုပေးခွန်း9ခုခံတက်ကမကောင်းဘူးပေါ်တူဂီအတင်းသူဆော့ထားတဲ့ပွဲတွေဘောနော်ဘယ်အတင်းနေနိုင်ထားလဲဆိုအာမေးနီးယားကိုအဝေးပွဲမှာဘူးပြတ်နိုင်တယ်ပြီးဟင်္ဂရီကိုတတိတိနဲ့နိုင်တဲ့အဝေးပွဲမှာချေရှုံးနေအိုင်ယာလန်ကိုလည်းချေရှုံးထားတယ်ဘောနော်ဟင်္ဂရီအတင်းကတော့ဒါ အိုင်လန်တူတူဆော့တယ်ပြီးရရှင်ပေါ်တူဂီကို32နဲ့နောက်တာတူက3ဘောင်ချေးတွေအောင်ထားတယ်ဗောဗျာ3ဘောင်ချေးတွေအောင်ထားတယ်ပြီးရင်3ဘောင်နဲ့ဂိုးတွေတွင်ထားတဲ့အတွက်ပေါ်တူဂီအတင်းအခမ်းမတင်ဂိုးတင်းခံရနိုင်တဲ့အခြေအနေမျိုးမှတော့ရှိတယ်ပုံစံမျိုးတွေ့နေရတာဗောနော်ဒီပွဲစဉ်မှာတော့ကျွန်တော်ထင်တယ်ဒီ line up မှာတော့ဒါ Ronaldo တို့ Fernandez တို့ Neto တို့ဗောနော်သူတို့နေရာမှာတော့အပြောင်းအလဲတွေလည်းလုပ်နေတယ်ဗောနော်အစားသမားလည်းရက်တရခက်စိတ်စိတ်ဆော့လာရတယ်ဆိုတော့ပင်မနေဗောနော် ပေါ်တူဂီအတင်းရတာထုံးစံတိုင်းပဲ1 Z21 အဲ့လိုနိုင်လဲသူတို့နိုင်တော့ရင်ပြီးပြီပါနော်ကျွန်တော်တို့ကချေရှောင်းကြီးကြံရမှာဒီပွဲစဉ်မှာဖွင့်ထားတဲ့ Wines to Osport ကြီးမှာဆိုရင်ပေါ်တူဂီအနိုင်ကို20နဲ့နပ်ပြရပါနော်တရီကို6ဆအင်္ဂလိပ်အနိုင်ကို7ဆပေးထားကြဒီပွဲစဉ်ကလည်းကျွန်တော် Voting to Score Yes ပေါ်နော် Body မှာ Hungary ကြိုက်တယ်ဗျာကျွန်တော်ဒီရတော့နည်းနည်းလေးစမ်းချင်မှရွေးချယ်လိုက်ပါတယ် Hungary ကအမှလိုအပ်ချက်ရှိတဲ့ပေါ်တူဂီကတော့နိုင်လဲနိုင်သွားမယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးအပြက်ပြက်သားသားဖြစ်မှာလို့တော့မထင်ဘူးဆိုတော့ဘောင်းကြီးကလည်း 360ရှုံဂူကောင်းကြီးရတယ်360ရှုံပေးထားတယ်ဘော်ဒီကြီးကနှလုံး39ဆိုတော့ဗောနဝိုင်းစွဲရမယ့်ညီကိုတွေကတော့ဝင်းဝိုင်းရိုက်ချင်တဲ့ကြီးဗောန22ပြားရဖို့ဘော်ဒီဘက်နိုင်ဖို့တော့များပါတယ်ဗောနောက်တစ်ပွဲကတော့အိုင်ယာလန်နဲ့အာမေးနီးယားတို့ရဲ့ပွဲစဉ်ဖြစ်တယ်အိုင်ယာလန်အသင်းကနှလုံး30ရှုံဂူကောင်းကြီးကတော့ဒါနှလုံး60ရှုံခင်မှာပေးထားတယ်ဗောနဒါအိုင်ယာလန်အသင်းကတော့ဒါအဆင့်4မှာရှိတယ်ဒါသူတို့ပေါ်တူဂီယား group ကဖြစ်တယ်ဗောနအာမေးနီးယားကတော့အဆင့်3မှာရှိတယ်ဒါနှစ်သင်းလုံးကတော့ whole out အောက်ဆုံးမှာဆိုပြီးမဲ့လည်းဟန်ဂရီနဲ့ရမတိတ်မကွာတဲ့အတွက်ပေါ့နော်ဒါဘာမှမပြောရင်းချက်ရှိတယ်ပေါ့နော်ဒါကျွန်တော်တစ်ချက်တည်းထားအိုင်လန်ဆော့ထားတဲ့ပွဲစဉ်တွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်အိုင်လန်ဒါဟန်ဂရီကိုတူတူဆော့ထားတဲ့အာမေးနီးယားကို2-1နဲ့ရှုံးတယ်ပေါ့နော်ပေါ်တူဂီက1-0နဲ့ပဲရှုံးထားတာဗျဒါပေါ်တူဂီနဲ့ပုံမှန်သူတို့ချီအောင်ထားတယ်ပေါ့နော်အာမေးနီးယားအသင်းကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ပေါ်တူဂီကိုအင်္ဂွတ်မှာ5-0နဲ့ရှုံးတယ် ဘနအင်္ဂွမအယနာ290ဒီဘနဟန်ဂေရီ2စီနဲ့အဝေးဘက်မှာထပ်ပြီးဆုံးထားဘန်ဒါအဝေးဘက်ပွဲစဉ်တော့ဖြစ်တယ်နန်းနာတော့အန်ဒီယားကိုရှိတယ်ဒီနှစ်တင်းကြားထဲမှာအလော်ကီကွာနေတာမျိုးကကျွန်တော်မထင်မိဘူးဘောနော်ပြစားသမားတံမိုးခိုင်းမှာဆိုရင်တော့အယနာကတော့နည်းနည်းပိုပြီးတာတယ်ဘောဒီပွဲစဉ်မှာဖွန်တာတဲ့1 to all sport ကြီးကိုကြီးလိုက်မှာဆိုရင်ဒါအယနာအနံကို40နဲ့နှစ်ပြားတေးရီကို4.5ဘောနော်အာမေးနီးယားအနံကို9ဆ ဒါဆိုတော့ကျွန်တော်တလုံး30ရှုံးဆိုရင်အနည်းဆုံးအိုင်ယာလန်က2ဇီးနဲ့နိုင်မှာဖြစ်မယ်ဗောနော2ဇီး31ဘိုးပေါ်ဖြစ်ချင်ဗောနော်တတကအာမေးနီးယားလည်းဒါတဘိုးတော့ရသွားမှာလို့ကျွန်တော်တုံးသတ်မိတယ်ဗောနော်အနည်းဆုံး2131လို့ပဲကျွန်တော်တုံးသတ်မိတယ်ဗောနော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်ဒီ present မှာ BTT SCS နဲ့ဂိုဘောင်းအပေါ်ကိုအဓိကစိုက်တယ်ဗောနော် body မှာတော့ခပ်ပါပါလေးအာမေးနီးယားရိုက်ကြည့်ဗောဗျာအာမေးနီးယားဒီဇာယမှာဆိုရင်သူထက်အပေါ်မှာရှိတယ်ဆိုတော့အာမေးနီးယားလည်းတိကျစောလာမှာပါ နောက်ထပ်တပွဲကတော့အီတလီနဲ့အစ္စရေးတို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဂိုးရအပြန်လန်တွင်ထားခဲ့တယ်ပထမတစ်ချိန်တွေ့တဲ့ချိန်တုန်းကပေါ့နော်ဒီပွဲစဉ်မှာတော့အီတလီအသင်းကနှလုံးတည်ရီတော့ပေါက်တယ်ဗျဘူပေါင်းကြီးက340ရှုံးတော့ပေါက်ထားတာတွေ့ရတယ်ပေါ့နော်အီတလီအသင်းကခံတဲ့ကလည်းဂိုးရတောက်လျှောက်ပြီးထားရတယ်ဒီပေါက်ကြီးကတော့ခုနပေါ်တူဂီပေါက်ထားတဲ့ပေါက်ကြီးနဲ့တပုံစံတည်းပဲတပုံစံတည်းပဲဒီပေါက်ကြီးကပေါ့နော်ပြီးလို့ရှိရင်ဒီအုပ်ရှိမှာဆိုနော်ဝေးကတက်သွားပြီအီတလီက12မှတ်တော့ရထားတယ်ပေါ့နော် ဒီပွဲစဉ်ကိုနိုင်လိုက်မယ်ဆိုရင်ဒီစာဘောက်တက်သွားပြီပေါ့ဗျာဒီစရီးအတင်းရယ်ကိုမန်ရထားတယ်ဆိုတော့အနည်းဆုံးတည်ရီတမန်ရယူနိုင်မယ်ဆိုလို့ရှိရင်တော့အီတလီဒုက္ခပေးနိုင်သေးတယ်ပေါ့နော်ဒါအီတလီအတင်းဆော့ထားတဲ့ပွဲတွေကိုကျွန်တော်ညီကိုကြီးကြီးလိုက်မယ်ဆိုလို့ရှိရင် အင်ဂွင်မှာဆယ်မာတိုဝါ2ဇီနဲ့နိုင်တဲ့အက်စတိုနီးယားဖရက်ဇီနဲ့နိုင်တယ်ဗောနော်ခုဂါတူဆိုကင်ပြီးတဲ့နောက်ပိုင်းမှာဂိုးတွေကတော်တော်လေးကိုရရတယ်ဗျဂိုးတွေတော်တော်ရတယ်ခန်းစစ်ကလည်းဂိုးတွေတော်တော်ပေးတယ်ဗျ ဣသရေတင်းရတော့ဒါသူတို့ဆော့ခဲ့သမျှပွဲထဲမှာဗောနော်ဒါနော်ဝင်းရဲ့ပွဲမှာသူတို့ဘုံမရတဲ့ပွဲဖြစ်သွားတယ်ဗောနော်ဂျာမန်ဆင်မှာတော့သူတို့ဂိုးတွေတောက်ချောက်ရနေပြန်လန်နေဂိုးတွေတွင်းနေဒါဗောနော်ဒါတော်တော်လေးတိုက်စစ်ကကောင်းခဲ့တယ်ဗောနော်ဒီဒီချိန်တော့သူတို့ဂိုးတော့မရခဲ့ဘူးဒီပွဲစဉ်မှာဖွင့်ထားတဲ့ Wins to Os မှာကြီးမှာဆိုရင်အီတလီအနိုင်ကို20နဲ့နပြတဲ့ရေကို6ဆဣသရေအနိုင်ကို73ဆပေးထားတယ်ကျွန်တော် Win 1ကြိုက်တယ်ဗောနော် Win 1 Win 1ကတော့တေချာသလောက်ရှိတယ်ပြီးလို့ရှိရင်ကျွန်တော် ကိုပေါင်းအပေါ်ခြိုက်တယ်ဗျာဒီပွဲစဉ်မှာကိုပေါင်းအပေါ်ကတော့အနည်းဆုံး၄လုံးတော့ဖြစ်သွားမယ်ထင်တယ်။အီတလီကဒီပွဲစဉ်ကိုကတော့ချေအောင်ဖို့ဆိုရင်လို့ရှိရင်3-0တော့မဟုတ်4-1ဖြစ်ရမှာပေါ့နော်။ကျွန်တော်တော့ဒီဒီပွဲစဉ်မှာပေါ့နော်ကျွန်တော်အဓိကကိုပေါင်းအပေါ်နဲ့ BTTSS ခြိုက်တယ်ပေါ့နော်။နောက်ထပ်တစ်ပွဲကလာဘီယာနဲ့အင်္ဂလန်တို့ရပွဲစဉ်ဆက်တယ်။လာဘီယာအင်္ဂလန်က3-30နဲ့ကိုပေါင်းဒီ4-50စားဆိုတော့ပြေးထားတယ်ပေါ့နော်။ဒီ group မှာဆိုရင်အင်္ဂလန်က K ပေါ့နော်အောက်စု K ဖြစ်တဲ့အင်္ဂလန်အဆင့်ထက်မှရှိတယ်။ ဒါငါးဘွဲငန်ထားတယ်တည်ရင်မရှိဘူးပြီးဘူးလည်းမရှိဘူးပေါ့နော်လာပြရတဲ့ကတော့၆ဘွဲဆော့ပြီးတဲ့အချိန်မှာတဘွဲတည်ရင်တဘွဲနိုင်တဲ့ဘွဲတည်ရင်သုံးဘွဲရှုံထားတယ်နော်လာပြရအတင်းရဆော့ထားတဲ့ဘွဲတွေကိုအင်္ဂွန်ဘွဲစင်တွေကိုတစ်ချက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဒါအယ်ဘေးနီးယားကိုတည်ရင်ဆော့ထားတယ်ပြည်ရင်းဆာဗီယာကို G1 နဲ့ရှုံးတယ်ကြေအောင်ထားတယ်ပြီးအန်ဒိုရာကိုပြည်သူဆော့ထားတယ်ကြေအောင်ထားတာပေါ့နော်ဒါမဲ့ဒါအင်္ဂလန်အသင်းဖြစ်တယ်ပေါ့နော်ဂျာနယ်အသင်းနေတဲ့ဆိုင်အင်္ဂလန်အသင်းဖြစ်တယ်ကစားသမားတွေပုံမြင့်နဲ့ဒီဇိုင်းမြင့်နဲ့ညံ့နေတာမျိုးတော့မဟုတ်ဘူးပေါ့နော အင်္ဂလန်တင်းရတော့တည်တဲ့အတိုင်းပဲလားအကုန်လုံးကလင်းရှစ်တီးပဲပေါ့နော်အယ်ဘေးနီးယား2-0လာဘီယာ3-0အန်ဒိုရာ1-0နဲ့တော့အဝေးဝင်ပွဲစဉ်တွေမှာခင်တော့တအားဂိုးတွေတွင်းထားတာမျိုးကမတွေ့ရဘူးပေါ့နော်ဒါမဲ့ဒီဆာဘီယာနဲ့ပွဲမှာတော့သူတို့ငါးလုံးထိတော့ပြင်ထားတယ်ဒီပွဲစဉ်မှာဝင်းတူးကတော့တေချာပေါ့ဝင်းတူးပါပဲဗျာအင်္ဂလန်အတင်းက6ပြားပဲပေးထားတယ်နည်းနည်းတော့အင်ပြေများတယ်ပေါ့နော်အင်္ဂလန်တေချာဆော့အိုင်တော့နိုင်မယ်ပေါ့နော်ပွဲတွေကလည်းဒါအင်္ဂလန်ပွဲကလည်း အခုမှစပြီးဆော့တာပေါ့ဗျာဂျားရက်တွေမှာဆိုလို့ရှိရင် तू ကမဆော့ဘူးဂျားနဲ့အတင်းနေဆိုအကုန်လုံးလက်ပပြီးဆော့နေတာပေါ့နော် तू ဂျားရက်မှာတော့ तू win နဲ့ခြေစမ်းပွဲဆော့ထားတယ်ပေါ့နော်ဒီပွဲစဉ်မှာ front runner Ryan's to Os Paul ကြီးမှာဖင်ဒါ ancient အတင်းအနိုင်ကို29စာတည်ရီဘူး55စာပေါ့နော်အင်္ဂလန်အတင်းအနိုင်ကို6ပြား6ပြားဆိုရင်ကျွန်တော်တို့ကအနည်းဆုံး Z3 နဲ့နိုင်တော့မှပြား30ပေါ့နော်300ပဲရမယ်တထောင်လောက်မှာပေါ့နော်အင်္ဂလန်အတင်း30လောက်နဲ့နိုင်မယ်အခြေချင်းတော့ရှိပါတယ်သူတို့မှာကစားသမားကောင်းတွေအများကြီးရှိတယ်ဒါပေမဲ့လက်ပီးရအတင်းကလည်းအင်ဝင်းရောက်လို့ရှိရင်ပေါ့နော် ဘယ်လိုအတင်းနဲ့ပဲတွေ့တွေ့ခန်းစစ်ကိုတပေါ် view site တဲ့အတင်းထဲမှာပါတယ်။တွေ့ရပွဲစဉ်နဲ့ကျွန်တော်မိကိုရေးကြည့်လိုက်ပါတော့။ဒါ Andorra နဲ့ပွဲမှာဈာမသူတို့ခွင့်ပြီးစော်တယ်ပေါ့နော်။အဲအင်္ဂလန်ပွဲစဉ်တွေမှာဂိုးတွေရထားတာတော့တွေ့ရမယ်ပေါ့နော်။ Albania တို့အဲအင်္ဂလန်ရဲ့ခန်းစစ်ကိုကြော်ဖို့ကတော့ခက်ခဲမလို့ထင်တယ်ပေါ့နော်။ဒီပွဲစဉ်မှာကျွန်တော်ရွေးချယ်ရမှာဆိုရင်တော့ BTTS no ဆိုတာကိုကျွန်တော်ကြိုက်တယ်။ဒီလိုရှိရင်ကျွန်တော်တောင်းတော့ရပါမလို့အင်္ဂလန်ထိုင်နေပြရုံကိုတော့ခက်တယ်အင်္ဂလန်တို့ပြင်သစ်တို့ဆိုတာပြင်သစ်အတင်းနဲ့တခါလေအဲ့လိုဒါအလုပ်တတ်တယ် ဘယ်လိုကနေနေပါအင်္ဂလန်မှာကျွန်တော်ရွေးချယ်လိုက်ပါတယ်အင်္ဂလန်အသင်းနဲ့ VTTS ငိုးပေါ့နော်နောက်တစ်ပွဲကတော့ Andorra နဲ့ Serbia ရဲ့ပွဲစဉ်ဖြစ်တယ်ဒီပွဲစဉ်မှာတော့ Quintana Body ကြီးကတော့ဝေးဝင်း Serbia နှလုံး30ရှင်ကိုပေါင်းကြီး349ဆိုမှပြေးထားတယ်ပေါ့နော်အင်္ဂလန် group ထဲမှာဖြစ်တယ်ဒါ Serbia နဲ့ Serbia အသင်းအဆင့်3မှာရှိတယ်သူ့အပေါ်မှာ Albania စတမတ်ရှိတယ်ပေါ့နော်အပွဲစဉ်ကနောက်ထပ်နောက်ပွဲချန်နေတယ်ဆိုတော့ဘာမှမဆိုဖြစ်နိုင်သေးတယ်နော်ပေါ်အောက်ကတော့ ဒါအန်ဒိုရာတင်းဆော့ထားတဲ့ဘွဲတွေကိုကြည့်လိုက်မယ်ဆိုရင်အန်ဒိုရာဂိုးတကူရဖို့တော့တော်တော်ခက်ခဲတယ်ပေါ့နော်ဒါပေမဲ့တို့ဒီနောက်ဆုံးဆော့ခဲ့တဲ့လာဗီယာနဲ့ပေါ်မှာငါဂိုးတော့ရထားတယ်တို့ရဲ့ကစားသမားလည်းအနီကတ်တွေမိထားတယ်ပေါ့နော်တို့ရဲ့ဒါအဓိကကစားသမားနာဝါတနဲ့မိထားတယ်ဆာဗီယာအတင်းကလည်းဒါနောက်ဆုံးနာပေါ်ရဆက်ပေါ့နော်အင်္ဂလန်ဖိုင်ဇီနဲ့ရှုံးတယ်ပြီးရင်ဒါအယ်ဘေးနီးယားကိုအင်ကွဲမှာရှုံးထားတယ်ပေါ့နော် ပေါင်းဆောင်တဲ့ပွဲစဉ်ရှုံးထားတယ်ဒီပွဲစဉ်မှာခွင့်ထားတဲ့ Vans to Osport ကြီးမှာဆိုရင် Ancient အသင်းအနိုင်ကို Sapoza ပေးဖို့7 point နဲ့ Sabia အနိုင်ကို14ပြားနဲ့ပေးထားတယ်ပေါ့နော်ဒီပွဲစဉ်မှာကျွန်တော်ညီကို Win 2ရိုက်လို့ရတယ်ဒါမှရမယ့်ဇာကအနည်းနဲ့နော်14ပြားနဲ့ရမှာဆိုတော့ဘာမှလည်းအကျိုးအများတော့ခံစားရမှာမဟုတ်ဘူးပေါ့နော်တနလုံး30ရှုံးဆိုလို့ရှိရင်တော့အနည်းဆုံး3စီးနဲ့နိုင်ဖို့လိုလိုအပ်တယ်ပေါ့နော်3စီးနဲ့မနိုင်ဘူးဆိုရင်ဘယ်လိုမှကြီးမအောင်နိုင်ဘူးပေါ့နော် ့လို့ရှိရင်ဂိုးပေါင်းကြီးကလည်း340ဆိုတော့ဒါ300ဖြစ်မှ40ရမယ်ဗောနော်ဒီပွဲစဉ်မှာကျွန်တော်ဂိုးပေါင်းအောက်ကိုကြိုက်တယ်ဗျာဂိုးပေါင်းအောက်ကိုကြိုက်တယ်ပြီးလို့ရှိရင်ဒါ body မှာတော့ဒီပွဲစဉ်မှာတော့ဆာဗီယာလည်းနှစ်ပွဲဆက်တည်ထားတယ်ဗောနော်ကျွန်တော်ဆာဗီယာအကင်း body နှလုံး30တော့တအားပြင်းတယ်တော့ဒါမှမဟုတ်လည်းကျွန်တော်အရဲဆုံးမိမှာဆာဗီယာရဲ့ဒီဇယအနေထားအရာဗောနော်အမှန်လည်းဒီပွဲကိုနိုင်ဖို့လိုနေတဲ့အတွက်ဆာဗီယာကိုရွေးချယ်ပါတယ်ဒါကြလို့ ကျွန်တော်ညီကိုရဲ့ဒီပွဲစဉ်တွေကိုကျွန်တော်ရွေးချယ်တာဒီကတော့အချက်ချင်းတဘောမတူဘူးဆိုရင်ပေါ့နော်အချက်ချင်းမတွေ့ရင်ကျွန်တော်ရှောင်းနဲ့ရှောင်းပေါ့နော်ပွဲစဉ်တွေကတော့များပါတယ်ဒီချာလေးရွေးပြီးမှပေါ့နော်ဒီချာလေးထိုးမှဆိုရင်အဆင်ပြေပါတယ်ပေါ့နော်ပွဲတွေကတားများတယ်ရှစ်ပွဲအောင်ရှိတယ်ဗျာအားလုံးအပေါင်းပြကြပါခင်ကျွန်မချမ်းသာကြပါခင်ဘောလုံးပွဲတွေလောက်ကြပါခင်ပေါ့နော် like subscribe comment ပေးကြရတယ်ချစ်ရတယ်မှာ